င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်ဖန်ရောက်ကျန်းဖတ်မြန်လိုက်သတင်းပေါက်ကြားမှုနဲ့လုံခြုံရေးချိန်နေကြအစီအစဉ်တချို့ဖြတ်သိမ်းပြီးညမိတ်ဖဲမော်လမြိုင်တို့ရဲရင်နဲ့ထွက်ခွာညာဧကင်းပြင်းနဲ့ဖန်မြန်မာရောက်ရှိနေကျန်းဖတ်မြန်လိုက်မှာခီးစဉ်သတင်းပေါက်ကြားမှုနဲ့လုံခြုံရေးဆွေးနွေးတဲ့ချိန်နေကြဖန်မှာညမိတ်တော်ပဲမော်လမြိုင်ကိုရဲရင်နဲ့ထွက်ခွာပြီးအရှိတောင်တိုင်းစစ်တာနာကြောင့်မှညာဧကကြောင့်စစ်တပ်သတင်းမြေချိုးထံကနေသိရပါတယ် နိုဝင်ဘာလ19ရက်နေ့ဖန်မြို့ကိုရောက်ရှိခဲ့ဂျပန်မြောက်လိုင်းမှာဖန်မှာဌာနဆိုင်တွေ့ဆုံပွဲနဲ့လှုပ်ဆောင်ခဲ့ပြီးနောက်လွန်ခဲ့စင်တာနဲ့ဇက်ကပင်မိုးလုံလေလောင်အကစားကွင်းတည်ဆောက်မှုကိုတွားအောင်ဆင်ခြင်ခဲ့ကြောင်းမူလစီစဉ်ပြတဲ့ဖန်တက်နဲ့တွေ့ဆုံပွဲနဲ့တောင်ကလေးစစ်စင်းကိုတွားအောင်မဲ့စီစဉ်တွေကိုဖြတ်သိမ်းခဲ့ကြောင်းရင်းနောက်ဖန်မှာညမိတ်တော်ပဲရဟယင်နဲ့မော်လမြမြို့ကိုထွက်ခွာကအရှိတောင်တိုင်းစစ်တပ်နာကြောင့်မှညိုက်ခဲ့ကြောင်းသိရတယ်။ ညနေ9:00နာရီအချိန်မြောက်လိုက်မှာဖန်မမော်လမြိုင်ကိုရဟန်းရင်နံမော်လမြိုင်၄၀ကိုရောက်ရှိလာကြောင်းရှင်နောင်မော်လမြိုင်ကဏ္ဍလည်းညစီကိုတောက်ခဲ့ပြီးတိုက်တလံဘရားဖို့ခဲ့ကြောင်းယနေ့မနက်ပိုင်းမော်လမြိုင်မြို့ရှိပြည်နယ်ကံမာမှာဂျန်ဖက်စစ်ကောင်းဆောင်မြောက်လိုင်းကဌာနဆိုင်အတွေ့ဆုံပွဲနဲ့အရှိတောင်တိုင်းစစ်ဌာနကြောင်းတက်နယ်တွေ့ဆုံပွဲပြုလုပ်မိဖြစ်ကြောင်းသိရတယ်ဆလဘီမွန်ပြည်နယ်တောင်ပိုင်းစစ်တပ်အထွေဆက်ကိုဒေါ်လိုင်းတဖွဲ့ဘလို့တံပြန်မလဲမွန်ပြည်နယ်တောင်ပိုင်းကဒေါ်လိုင်းအင်အားစုတွေစုမို့ထားအမတ်ရှိပြောင်စုလမ်းမကြီးရေးပြတံဖြူစရလမ်းပိုင်းကိုစစ်တပ်ကရွေးကောက်ပွဲလုံးကျွဲအတွက်ပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းလာနေရဲ့ ပြည်ခဲ့အော်တိုဘာလာဇန်ကဆပြီးရေမြို့နယ်မြောက်ပိုင်းမှာစစ်တပ်ကအင်အားဖြည့်တင်းပြီးရေးတံဖြူစရလမ်းပိုင်းတစ်လျှောက်စစ်ကြောင်းထိုးလာရလို့မြန်မာညာအင်စတီကျူတုဒေသနာဘွဲကနိုဝင်ဘာလ14ရက်နေ့မှာစီရင်ကန်စာပေါ်ပြရတယ်။ဆရာနာသိမ်းပြီးနောက်ပိုင်း2022ခုနှစ်ကစတင်ကရေးတံဖြူစရလမ်းပိုင်းကိုမွန်ကင်ဒေါ်လိုင်းပူပေါင်းတပ်တွေကစုမုံထိန်ချုပ်ထားရပေါ်စစ်တပ်ကနှိမ့်နဲ့ချပြနေရေးကြောင်းသာအထာနေရတယ်။အဲဒီလမ်းပိုင်းကိုလည်းလွတ်ထားတဲ့စစ်တပ်အတွက်အခုအခါမှာပြန်လဲစုမုံနိုင်မှုအလုံးရေးကြည့်လာတယ်။ အကြောင်းကတော့အဲ့ဒီလမ်းပိုက်ကိုထိန်းချုပ်နိုင်မှသာရွေးကောက်ပွဲအပိုင်းနှစ်မှာပါနေရေနဲ့တံပြင်းစရံမြို့နယ်လုံခြုံရေးကိုအာမခံနိုင်မယ်လို့ INC ကတုံသက်တဲ့မွန်ပြည်ဖက်ဒရယ်ကောင်စီ MFC ကကွယ်ဌာနမူနိုင်တလနိုင်ကရွေးကောက်ပွဲမဖြစ်မြအောင်လူလူထိတ်ကိမ်းမှုအ ਨੇ ဆုံးဖြစ်မဲ့နီလန်းနဲ့စစ်တပ်ကိုတော်လန်တိုက်ခိုက်သွားမယ်လို့ပြောပါတယ်မြို့နယ်၁၀ခုရှိမွန်ပြည်နယ်မှာလာမယ့်နှစ်ကုန်ပိုင်းနဲ့နှစ်ဆန်ပိုင်းတွင်စစ်ကောင်ပြင်ဦးဆောင်မယ်အထွေထွေရွေးကောက်ပွဲအပိုင်းတင်တဲ့နှစ်ကိုမြို့နယ်၅ခုစီခွဲပြီးကျင်းပမယ်မြို့နယ်စင်နေတဲ့ထည့်သွင်းပါတယ်အပိုင်းတစ်ဖြစ်စိုက်ထိုတတ်ထုံမော်လမြိုင်ချောင်းဆောင်နဲ့ တိုင်မြောင်မြွနယ်ပောင်ဝင်မြေအပိုင်းနှစ်မှာတော့ပြင်းလင်းပောင်မူတုံးတန်ဖြူစက်နဲ့ရင်းမြွနယ်ပောင်ဝင်နယ်လို့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကနေသိရတယ်။ဒါကြောင့်အပိုင်းနှစ်ဖြစ်တဲ့တွေ့ရွေးကောက်ပွဲကိုလာမယ့်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပမှာဖြစ်လို့စစ်တပ်အနေနဲ့ရေးတန်ဖြူစက်လမ်းပိုင်းကိုပြန်လည်စုမှုထိန်းချုပ်နိုင်ရေးဟာချက်ပေါင်း90ကျော်သာကျန်ရှိရတယ်။ လရှိမှာရေးတံဖြူဆက်လမ်းပိုင်းကိုနှစ်ဖက်စီဆိုင်တာအခြေအနေဖြစ်ပြီးစစ်တပ်အတွက်နိုင်ငံရေးစီရင်စည်းပွားရေးအလွန်ရေးကြည့်တယ်လို့ဒေါ်လင်းညာဆွေအတွက်စီရင်ပြင်တိုက်ခါပိုင်းရပါအလွန်ရေးပါရလို့ IC ကဆိုတယ်နိုင်ငံနိုင်ငံကတော့ရေကောက်ပွဲချင်းပါမြို့နယ်မှာလာမယ့်လပိုင်းတွင်စစ်တပ်ကကြီးကျယ်စစ်ကြောင်းတို့ဖို့ပြင်ဆင်နေတဲ့သတင်းတွေရရှိထားတဲ့အတွက်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်။နိုဝင်ဘာလ7ရက်နေ့ကရေမြို့နယ်မြောက်ပိုင်းရှိကနေကမော့ရာနီကိုစစ်ကြောင်းထိုးလိုက်စစ်တပ်နဲ့မွန်ပြေဖတ်ရဲ MFC ကာကွယ်ဌာနကုကံမောက MSIF YPDF နဲ့တော်လိုင်းမဟာမိတ်ပူပေါင်းတပ်တွေတိုက်ပွဲနဲ့ကြိုင်ဖြစ်ခဲ့တယ်။ဒါ့အပြင်တော်လိုင်းပူပေါင်းတပ်တွေစုမှုထားတဲ့နိကင်ရဲစခန်းပါဝင်ကျေးရွာတဝိုက်ကိုလည်းစစ်တပ်ကပြန်လည်ချေချထိန်းချုပ်နိုင်မှုစခန်းမှုကိုယ်တိုင်စစ်ကြောင်းနဲ့အတူခြေလင်းတိုင်းတရားချောင်းမှာရရှိနေရလို့ MFC ကတည်ရတယ်။ရေးပြည်သူကကွဲတဲ့ YPDF ကောင်စားပူရန်ကလည်းကျွန်တော်ဘက်ကတကယ်လို့သူတို့ဘက်ကစစ်ကြောင်းနဲ့တလာလို့ရှင်ခန့်စစ်တဲ့အတိုင်းပဲနောက်တစ်ခုပြတ်တောက်ပြီးပြောက်ကြားစစ်တဲ့အတိုင်းဖို့အဲ့ဒီကုတော့အစီအမံရှိပါတယ် ရင်းမြစ်နယ်မြောက်ပိုင်းအာယုတံကနေကမော့ကျေးရွာကနေနှစ်ကင်လန်ဝအောင်သာကျေးရွာဒီပောင်းပြီးစစ်တပ်ရဲ့ချင်းမြတ်တိုင်တောင်းရင်ချင်းလင်းတိုင်တရင်နဲ့အမတ်တော်တဆက်ကုန်မြောက်တိုင်တို့ချိန်ဆိုင်တဲ့နေမြေပေါင်းလက်ရှိမှာစစ်တပ်ကရိတ်ခါကအစလူရင်အဖြစ်တင်ရမှာအစင်ရွာကပန္နာစိတ်ကံကိုပုံမှန်တုံးပြနေပြီးတောင်းပြင်ကော့ဒရုန်နဲ့နှစ်ကင်ဆိုင်စိတ်ကံတွေကိုလည်းရပ်ပန့်ရကအုံပြတတ်တယ်လို့ဒေသခံတွေပြောဆိုကြရထုတ်ပြန်ထားပါတယ်။ဇလဘေအောင်စေကောင်းဆောင်ရဲ့ ဖန်ခေးကြောင့် BGF DKB နဲ့ PC တို့ကိုမြို့ဝင်ခွေပိတ်ပင်စေကောင်းဆောင်ရဲ့ကင်းပြင်းနဲ့ကင်းစင်ကြောင့်ကင်းနေကြဆောက်တဲ့ BGF ပါဝင်ကင်းလန်းနဲ့ကင်ဖွဲတွေကိုဖန်မြို့တင်ဝင်ရောက်ခွေပိတ်ပင်ထားတယ်လို့ဒေသခံသတင်းမြစ်တွေကပြောတယ်စေကောင်းဆောင်ဖို့ကြောင့်မူချင်းမြောက်လိုက်အောင်နိုဝင်ဘာလ15ရက်နေ့မနက်ပိုင်းကကင်းပြင်းနဲ့ဖန်မြို့ကိုလင်းနဲ့ရောက်ရှိလာနေပြီးသူရဲ့ဖန်ခေးစင်တွင်မှာစစ်ကောင်ပြင်းတပ်ဖွဲတွေကမြို့ရဲလမ်းပေါ်နဲ့မြို့ဝင်ထွက်နေရာတွေမှာအင်အားများပြားချတာကလုံခြုံရေးတင်ဆက်ထားပါတယ် ဒါနေ့90ပြည့်ခင်ပြည်နယ်နေ့ခန်းနာပြီးတပတ်ကြာမှစစ်ကောင်းဆောင်ကကင်းပြည်နယ်ဗန်မြို့ကိုရရှိလာခဲ့တာဖြစ်တယ်။စစ်ကောင်းဆောင်အဗန်မြို့ခရီးစဉ်ကြောင့်နိုဝင်ဘာလ14ရက်နေ့ကစပြီးဗန်မြို့ဝင်ထွက်နေရာတွေကစစ်ကောင်းဖြစ်စစ်စဲဂိတ်တွေမှာလုံခြုံရေးစစ်ဆေးမှုတွေတင်းကျပ်ထားပြီးမြို့ထဲကိုလက်နက်ယူနီဖောင်းတွေကပုံမှန်ဖြတ်တန်းသွားလာနေကြတဲ့ PDF နဲ့ကင်းငင်းချင်းရေးကောင်းစီ KNU KNL PCDKB တပ်တို့ကိုလည်းဖြတ်တန်းမပြုတော့ဘူးလို့ဒေသခံတွေကဆိုတယ်။ ။ဒါ့အပြင်ဖန်မြုပ်ကိုစစ်ကောင်းဆောင်ရောက်မလာခင်နိုဝင်ဘာလ14ရက်နေ့ကတည်းကစစ်ကောင်စီဖွဲ့ကဖန်မြုပ်ဝင်ထွက်နေရမှလိုင်စင်မဲ့မော်တော်ယာဉ်တွေကိုလိုက်လံဖမ်းဆီးနေခဲ့ရ PGF နဲ့ KNU KNL PC တပ်ဖွဲ့တွေလိုင်စင်မဲ့ယာဉ်တွေကိုပါဖမ်းဆီးသိမ်းဆီးခဲ့လို့စစ်ကောင်စီနဲ့နှိစက်တဲ့သတင်းမြစ်တွေစီကနေသိရတယ်။ စစ်ကောင်းဆောင်အဖန်ခီးစဉ်တွင်မှဖန်တောင်ကလေးစစ်စင်ရောင်းပြည်နယ်ဆိုရဖွဲ့တောင်ရစ်သွင်းနဲ့တက်နယ်မိသားစုဝင်တွေကိုတော့တွေ့ဆုံပြီးဖန်ကလည်းတစင်မွန်ပြည်နယ်မော်လမြိုင်မြို့စီလင်းရဲနဲ့ခီးစံမှာဖြစ်ပါတယ်။ဒါကြောင့်ဖန်မော်လမြိုင်လမ်းကြောင်းတစ်လျှောက်မှာစစ်ကွန်ရှင်တက်ကလုံးကျွင်းတင်းကျပ်စွာချထားလျက်ရှိအောင်တွေ့ရကြောင်းဒေသခံတွေကနေသိရတယ်။ဆက်လက်ပြီးစစ်ကွန်ရှင်လောက်ခံရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်တောင်ကိုဖန်စီရဲယူမျိုးသားညီညွတ်ဆရာအန်ယူဂျီထိန်ချုပ်နယ်မြေစလင်းမြို့နယ်အတွင်းအာနာသိန်းကြဖက်စစ်ကွန်ရှင်ရွေးကောက်ပွဲအတွက်ဥဆောင်လုပ်ကိုင်တဲ့စစ်တပ်လောက်ကမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်တဝေထွန်းကိုဖန်စီက အရေးယူဖို့လှုံ့ဆော်နေကြ NUG ပြည်တိုင်းနဲ့လူဝင်မှုကြီးကြပ်ဝင်ကြီးဌာနကထုတ်ပြန်နေတရားလွှတ်တော်ရှင်းနေတယောက်တည်းဖြစ်တဲ့တပ်ဝေထုံးဟာဂျပန်စစ်တပ်ရွေးကောက်ပွဲတက်ဥစားပောင်းရည်ဟာပြည်သူ့ဘောဂျပန်မှုမြောက်တယ်လို့ဆိုထားတယ်။တပ်ဝေထုံးကိုပြည်သူတွေရဲ့သတင်းပေးပို့ပူပေါင်းမှုကြောင့်ဖန်စီယာမိကရဖြစ်ပြီးဂျပန်တိုက်ဖြတ်ဥပဒေနဲ့ညီအရေးယူပြပင်းပေးနိုင်ဖို့အတွက်ဆလင်းမြုံနဲ့တရားရေးပွဲကလုံထုံးလုံးနေတိုင်းဆိုင်နေရလို့ဆိုတယ်။ energy ဆွေးအနေနဲ့ပြီးခဲ့တဲ့ဩဂုတ်လ24ရက်နေ့မှာစစ်ကောင်ရှင်ရွေးကောက်ပွဲတွင်ပါဝင်ခြင်းမပြုဖို့ထုတ်ပြန်ထားသလို ။အန်ယူဂျီပြည်ထောင်ရေးနယ်လွှဲမှုကြီးကြပ်ရေးဌာနအနေနဲ့လည်းအဆိုပါတွေ့ရောင်ရွေးကောက်ပွဲအတွက်အတင်းကျပ်မဲပေးစေခိုင်းသူတွေကိုတိုက်ကြားနိုင်ကြောင်းပြီးခဲ့တဲ့နိုဝင်ဘာလနေ့မှာသိပေးထုတ်ပြန်တယ်။ဆက်လက်ပြီးမော်အမြွနယ်အတွင်းစစ်တပ်တပ်များကကားရိုင်နဲ့ဈေးနီတင်တွဲကားတွေကိုမိုင်းဆက်တိုက်ခိုင်းစစ်သား၃ဦးသေပြီးကြောက်တဲ့အရာစကိုင်းတိုင်းမော်အမြွနယ်အတွင်းဂျပန်စစ်တပ်တပ်များကကားဆောက်စီးနဲ့ဈေးနီတင်တွဲကား၂စီးကိုမိုင်းဆက်တိုက်ခိုင်းစစ်သား၃ဦးအသေဆုံးပြီး၆ဦးထိခိုက်ဒဏ်ရာရှိသွားတယ်လို့ဗရိယာမီပင်းရှေကသတင်းထုတ်ပြန်တယ်။ နိုဝင်ဘာလ14ရက်မနေ့ပိုင်းကမော်ယာနောက်မြောက်တိုင်းစစ်ဌာနကျောင်းနယ်ဝန်ပါကံမဏီကထွက်လာတဲ့တံပြားကကားရဲနဲ့ကျင်းနီတင်တွဲကားတွေကိုပရိသတ်မိုင်း၅လုံးနဲ့တပွိုက်နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။တော်တိုက်ခိုက်မှုကြောင့်တွဲကားတွေကခင်မွန်ရဘတ်ဆောင်ချန်နီကိုထိုးရက်သွားပြီးတော်လင်းရဲဘော်တွေကလက်နက်ငယ်နဲ့ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့လို့သိရတယ်။ဆက်စင်အတွင်းဂျက်ဖတ်စစ်သားသွားတိုက်ဆုံပြီး၆အပြင်းထန်တန်ရရှိနေတယ်။အဲဒီတိုက်ခိုက်မှုကိုဘရဟတ်အာမီပြင်းရှေကဥဆောင်ပြီးချင်းတွင်းဖိုင်တာ Cruise CFG နဲ့မုံရ Dynamite STF တို့ပူးပေါင်းလုံဆောင်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဆက်လက်ပြီး KK ဘတ်နေရာကိုအပြည့်ပြည့်ရှင်းလင်းမယ်လို့စစ်ကောင်းဆောင်ပြောဆိုရွှေကုတ်ကုန်းနဲ့တခြားကြားဖြန့်မြို့တစ်မြို့တစ်တွေကိစ္စမပါဝင် online ငွေလိမ်လည်းလုပ်ငန်းတွေတင်းရှာအစိတ်ပိုင်းနေတဲ့တခုဖြစ်တဲ့ KK ဘတ်နေရာကိုအပြည့်ပြည့်ရှင်းလင်းမယ်လို့စစ်ကောင်းဆောင်မင်း online ကသူ့ရဲ့ဖန်အခီးစင်မှာပြောဆိုခဲ့လို့ဒီကနေ့ထုတ်လင်းတဲ့မြန်မာအတန်သတင်းတွေမှာပေါ်ပြတယ်မြန်မာတိုင်းနိုင်ငံက KK ဘတ်နေရာကိုစစ်တပ်ကရှင်းလင်းနေပြီးအမျိုးသားတောင်ဝင်တရားဖြစ်အပြည့်ပြည့်ရှင်းလင်းသွားမယ်လို့စစ်အုပ်စုစစ်ကောင်းဆောင်မင်း online က ခိုင်ကဌာနဆိုင်ရာယမီယဖိုင်နဲ့တွေ့ဆုံခြင်းမှာပြောဆိုခဲ့ပါတယ်။ KKB ကကြားဖြတ်လုံခြုံဒီမိုကရေစီကြိုးပြုကင်းတပ်လာဒီကေဘီနဲ့ဆေးဥစုလောက်ခံတဲ့ကြားဆောင်တဲ့ BGF တို့ပူးတဲ့စီမံနေရလို့သိရတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်းစာပြောကြားခဲ့အောင်မရှိပဲ KKB ကိစ္စတစ်ခုရဲ့သာပြောဆိုထားတာကိုမြန်မာတန်တရင်ထုတ်လွှင့်ချက်တင်မှသိရတယ်။မြန်မာလူ့ခွင့်ရေးလှုပ်ရှားသူဖွဲ့ Justice for Myanmar ထုတ်ပြန်တာချက်တွေအရမြန်မာစစ်တပ်လက်ခံဖို့မူကြီးစောချက်တို့မိသားစုနဲ့ BGF KNA တပ်ဖွဲ့ဝင်ချုပ်ဟာကြားဖြတ်လုပ်နေတဲ့ကုမ္ပဏီတွေပါဝင်ကုမ္ပဏီရှိခွတ်တဲ့မင်းမရှယ်ယာပါနေရလို့သိရတယ်။ အမေရိကန်ဂျင်းဂျင်းအစ်စတီကျူကအကင်ပြင်းနဲ့မြောက်ရီမြို့နယ်နဲ့ရွှေကုတ်ကအွန်လိုင်းငွေလိမ်ကိုင်းနေကြောင်းမနစ်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစားမှာပုံမူကြီးစောချစ်တုံနဲ့သူလက်အောက်ကပုံမုတ်တော့ပုံမူတင်ဝင်တို့ကိုအွန်လိုင်းဝင်လင်ကိုင်းလုပ်ငန်းဒီမှာထိကပ်ပါဝင်သူတွေဖြစ်ပေါ်ပြထားပါတယ်။ကြားဖြတ်ကိစ္စကြောင့်ပြည်ချက်ကောင်းဆောင်စောချစ်တုံကိုထိုင်းတရားရုံးကလည်းတရားစွဲဆိုမှုတွေရှိခဲ့ပြီးအမေရိကန်ပြည်ထောင်နဲ့ဥရောပသမဂ္ဂကတန်ခတ်ပိတ်ဆို့ရေးလှုပ်ဆောင်ထားတယ်။အွန်လိုင်းဝင်လင်ကိုင်းကြားဖြတ်လုပ်ငန်းဒီမှာပါဝင်ပတ်သက်တဲ့ဒီမိုကရေစီကြော်ပြုတ်ကင်းတံပြော DKPN နဲ့ကောင်းဆောင်နေဖြစ်တဲ့ Sourcey စောဆန်အောင်စောစိန်ဝင်တဲ့ဆိုင်းကျော်လာတို့ကိုအမေရိကန်ဆွဲကနိုဝင်ဘာလ12ရက်နေ့ကပဲပိတ်ဆို့ရေးယူလိုက်ပါတယ်။နောက်ဆက်အပေးကြတဲ့အတွက်ထူးမြင့်ကျေးဇူးတင်ရှိပါရရှင်။